အားလုံးပဲမင်္ဂလာပါကုမောင်မားတွေအကုန်လုံးကိုဒီလိုအမေရဲ့အထိတ်မှတ်ပွဲလေးမှာအမှတ်တရတွေ့ရတာကိုတကယ်ကိုစိတ်ထဲမှာဘယ်တော့မှမမေ့နိုင်တဲ့အမှတ်တရတစ်ခုပေါ့နော်အဲကျမအစိုးရကပြောလာတယ်အရင်ကလေးကကျမတော့လူဒီဒီမှာတော့အမေကြောင့်ပြောရင်တော့ကျမတော့ငိုမိမယ်ထင်တယ်အခုတည်းကငိုချင်နေပြီအဲအဲ့နဲ့မကိုကြီးတက်ကပြောတယ်အားတဲ့ညီမလေးနဲ့ထွေးစားဦးတဲ့အကိုတို့ကတဲ့ မျက်ရည်မကြောင်မျက်လုံးကိုစီးထားမယ်တဲ့သူပြောတယ်ဒါပေမဲ့မျက်လုံးကိုစီးထားလဲနှလုံးသားကိုစီးလို့မရအောင်เนาะအဲအခုတည်းကဟိုမှာခုနကိုကြီးတက်တို့ဟိုကိုလင်းတို့ပြောတဲ့ဟာကိုနားထောင်ပြီးတော့ကိုမာလီညောပြီးတော့အဲ့ဒီခံစားချက်လေးနဲ့နေရလေတကယ်ဒီမှာချမ်းအောင်လည်းနည်းနည်းအောင်တယ်เนาะအဲဒါမဲ့ကျွန်မစူးစမ်းပြီးတော့ပြောပါမယ်အမ်ဘောနော်ဒီအရှိကအရှိကကိုရဲ့ကိုရဲ့မောင်နှမတွေကတော့ဒါအမေနဲ့အမေနဲ့စုံခဲ့တဲ့ အဲအမေနဲ့အမှတ်တရလေးတွေကိုဒါမျှဝေပေးသွားတာပေါ့နော်ကျမကျမဟိုမေးမယ်ဆိုလို့ရှင်တော့အမေနဲ့စုံဘူးလားလို့မေးမယ်ဆိုတော့ကျမကစုံဘူးရယ်လို့ပြောမှာပေါ့နော်ကျမနေတိုင်းစုံနေတယ်အမေနဲ့နေတိုင်းစုံနေတယ်ကျမရဲ့ပဝင်းချင်မှာအမေအမြဲရှိတယ်ကျမရဲ့နှလုံးသားထဲမှာအမေအမြဲရှိတယ်ဆိုတော့ဒါဆိုရင်ပြည့်စုံပြီလေနော်အဲပြီးရင်ဒါဤသူတွေရဲ့စိတ်ထဲမှာ ကျမကအမေအမေပုံလေးတွေကိုဘလို့စိတ်နဲ့စွဲနေတယ်လဲဆိုတော့သူတို့ရဲ့အတိမတ်ပြုမှုလေးရှိတယ်။ဒါဒါအားလုံးအတိမတ်ပြုဖို့အတွက်ကျမလုပ်နေရမဟုတ်ဘူး။ကျမရဲ့စိတ်စိတ်ခံစားချက်အတိုင်းကိုလုပ်နေတာဖြစ်တယ်။ဒါပေမဲ့ဒီကနေပြီးတော့မှကိုယ့်ရဲ့ကိုယ့်ရဲ့စိတ်လေးတွေဟိုအားလုံးခံစားမိရဲ့ဆိုလို့ရှိရင်တော့ကိုပို့ပြီးတော့စိတ်ထဲမှာအဆင်ပြေတာပေါ့နော်။အဲပြီးလို့ရှိရင်အမေရဲ့စိတ်ထဲမှာလည်းကျမဆိုတဲ့နာမည်လေးက ရှိနေခဲ့တယ်ပေါ့နော်ဒါတော့ကျမပြန်ကြားတာပေါ့ပြန်ကြားခဲ့တာပေါ့ပြီးရင်ကိုကအမေရဲ့ပုံလေးကိုဆွဲနေတဲ့အချိန်မှာဆိုလို့ရှိရင်လေဒီတိုင်းကျမကဆွဲတာမဟုတ်ကျမတယောက်ယောက်ကဒီလိုဒါအောင်လှုပ်ပါလို့ပြောလို့ရှိရင် ကျမလှုပ်မလှုပ်တတ်ဘူးအဲ့လိုမျိုးလေဆိုတော့မလှုပ်တတ်ဘူးဆိုတော့ကိုကအစရေသူများခိုင်းတာလဲမလှုပ်တတ်တဲ့လူမျိုးလို့အခုချိန်ဒီကို တက်တက်လုံးကျမဝန်နှန်းလဲကျမမလုပ်ဖြစ်ခဲ့ဘူးပေါ့เนาะဒါပေမဲ့ဒါတော့ကိုကိုကိုကသူများခိုင်းတော့ကိုတိတ်မလုပ်ချင်ဘူးဆိုတော့ကိုရဲ့ခံယူချက်ပေါ့ဒါပေမဲ့ကိုလုပ်ချင်တာကိုပဲကိုလုပ်တယ်ပေါ့เนาะဆိုတော့အခုအမေရဲ့မိရဲ့ပကြီးကားတွေဆွဲတယ်ဆိုတာလည်းဒီမမေရဆို2015နေကျမစစပြီးတော့ကျမပကြီးတွေပြန်ဆွဲတဲ့အချိန်မှာအမေရဲ့ပကြီးနဲ့ကျမစပြီးတော့ဒါငါဆွဲရမယ်ငါအထူးတလဲပေါ့เนาะအမြတ်တနိုးရေးဆွဲရမယ်ပုံကူပဲဆိုတော့ခံစားချက်နဲ့ကျမရေးဆွဲတာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ ဟိုဟိုနောက်ဆရာပုံသက်ရဲ့စကားကိုလည်းဒီမှာဟိုဖတ်မိတာပေါ့နော်ဆိုတော့စိတ်စေတနာဆိုတာကအမှုပညာရဲ့အသက်ပဲပေါ့နော်ဆိုတော့စေတနာမပါဘဲနဲ့အမှုပညာကိုဒါဖန်တီးမယ်ဆိုလို့ရှိရင်အသက်မပါတဲ့သူလိုဖြစ်နေမှာပေါ့နော်ဒီလိုစကားကိုလည်းကိုကဟိုမှတ်သားမှုခဲ့တယ်ပြီးရင်နောက်တစ်ခါတစုံတစ်ခုရဲ့တစုံတရာရဲ့အကျိုးကိုမျှော်ကိုးပြီးတော့အမှုပညာကိုမဖန်တီးအပ်ဘူးပေါ့နော် ဆိုတော့ဒီဟာဒီလိုမှမဟုတ်ပဲနဲ့အကယ်၍ဖန်တီးခဲ့သည်ရှိတော့တယောက်တစ်ခုခုရရှိမယ်ဆိုတဲ့အကျိုးနဲ့ဖန်တီးခဲ့သည်ရှိတော့ဒါဟာအမှုပညာရဲ့အပတာလင်ဖြစ်လိမ့်မယ်ပေါ့အဒီလိုမျိုးကြီးလဲကျမကဖက်ခဲ့ရဖက်ခဲ့ရတယ်ဆိုတာကကျမကိုကိုရဲ့ခံစားချက်နဲ့ဒါထပ်တူညီဖြစ်တဲ့အတွက်ဒါလေးကိုလည်းမှတ်မှတ်ရရရှိခဲ့တာပေါ့နော်ဆိုတော့ဒီအမေပကြီးကြီးရေးဆွဲနေတဲ့အချိန်မှဆိုရင်အမေနဲ့အတူတူရှိနေတယ်လို့ကိုကခံစားရတယ်ပြီးရင်အမေရဲ့ ညဝန်းနေပေါ့နော်အမေရဲ့ညဝန်းနေညဝန်းနေနဲ့ကိုနဲ့ကလည်းတကယ်ကိုတိုက်ရိုက်ဆက်ဆက်နေသလိုပေါ့ဆက်ဆက်နေသလိုမျိုးကိုကကိုကအရင်ဆုံးအမေရဲ့ညဝန်းနေကိုကိုကအရင်ရှာဖွေတယ်ခံစားတယ်ပြီးတော့အဲ့ဒီအတိုင်းကိုကိုရဲ့အမှုပညာနေပြီးတော့ပြန်ပြီးတော့ဂျန်နဲ့ဒီအမေကို ချစ်တဲ့သူတွေလည်းခံစားလို့ရအောင်အဓိကကိုပေါ့နော်ကိုကိုလည်းအတူထက်သူခံစားလို့ရအောင်ဆိုလို့ဒါကိုဒီပေါ်မှာရေးဆွဲတယ်မှတ်တမ်းတင်နေပေါ့နော်ဆိုတော့ကျမရဲ့ပကြီးကားတွေကတော့ကျမရဲ့နှလုံးသားအခရာတွေပေါ့နော်အဲဒီလိုမျိုးပေါ့ဆိုတော့အဲနောက်ပြီးခဲ့တဲ့တိတ်မကြာသေးခင်တုန်းကဆိုလို့ရှိရင်လည်းကိုခင်နဲ့ပေါ့နော်ခုဒီဘက်မှာလည်းခင်နဲ့ပါတယ်ဆိုတော့ခင်နဲ့လည်းစာဆုံးပြီးခဲ့တယ်ကိုခင်နဲ့မကြတော့ကျမပထမဦးဆုံးဆုံးဖြစ်တာပေါ့နော်ဒါပေမဲ့ကင်မကျမကိုစတွေ့တွေ့ချင်းဘာပြောတယ်လဲဆိုတော့ ကျမနဲ့ဟိုအခုမှစုံဘူးတယ်ဒါပေမဲ့ဟိုအရင်ကလေးကတော့သူပေါ့နော်တိတိနေတယ်ပေါ့နော်အခုအခုမှစုံဘူးတယ်ဆိုပေမဲ့သူ့ရဲ့စိတ်ထဲမှာဟိုးအရင်ကလေးကရှင်းနီးနေတယ်လို့ခံစားရတယ်တဲ့အဲ့ဒါလေးပေါ့နော်ကျမဟိုအရင်ဆုံးသူနှုတ်ဆက်ပြီးတော့သူပြောတယ်ဒီစကားလေးကိုကျမသူနဲ့ခွဲခွာချင်းကြတော့လေသူထပ်ပြီးတော့သူပြောတယ်ကျမကိုနူးနေထုတ်ရဲသူ ွေဖတ်တယ်ပေါ့နော်ဆိုတော့သူ့စိတ်ထဲမှာသူအရန်ဟိုးအရင်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 နေတဲ့ကရင်းနှီးလာခဲ့တဲ့ခံစားချက်မျိုးသူခံစားရတယ်အဲ့ဒါကျမကိုမြင်လိုက်တဲ့ချိန်မှာကျမအဲ့တော့မေကိုဟိုတတိသွားရတယ်ပေါ့နော်ဒါမေရဲ့မြစ်တာထက်တင်းနဲ့ဒါကိုစီကနေပြီးတော့ကူလူပြီးတော့မှဒါအမေအမေသားစီကိုကိုကပြန်ပြီးတော့ဟိုပေါ့နော်ရှောက်ရှိစေရဆိုတဲ့ဟာမျိုးပေါ့ကျမစိတ်ထဲမှာအဲ့လိုမျိုးခံစားရတယ်ပေါ့နော်ဆိုတော့ ထားလိုက်ပါတော့အဲအမေအကြောင်းကိုပြောမယ်ဆိုရင်ကျမဒီကျမတို့ရဲ့ဒီ revolution ကာလာကြီးရဲ့အစအစကတည်းကနေဒီဘက်ကိုကျမတို့ရောက်လာခဲ့တဲ့အခြေအနေနဲ့လေဒါအများကြီးဒါပြောပြောပြလို့ရတယ်ဆိုတော့သူတို့တွေကသူတို့တွေအဲ့လိုအာနာလူးလိုက်တဲ့ချိန်မှာအာနာတိန်းတာမဟုတ်အာနာလူးလိုက်တဲ့ချိန်မှာကျမတို့ အရင်ဆုံးကျမစီမအခန်းမှာရှိတဲ့အမေပကြီးကားတွေပေါ့နော်အမေပကြီးကားတွေအများကြီးရှိမှကျမနေလို့အဆင်ပြေတယ်အဲ့ဒီပကြီးကားတွေကိုအရင်ဆုံးကျမသိမ်းရတယ်ကျမတို့အရှေ့ပိုင်းမှာတော့အကုန်လုံးဒါပြည်သူတွေနဲ့အတူတူပေါ့နော်ကျမတို့စာနာထွက်ပြတဲ့အတန်းတွေထွက်ကြတယ်လုံနိုင်တာလုံကြတယ်တန်မုံတွေတီးကြတယ်ပေါ့ဒါပေမဲ့နောက်ပိုင်းကျတော့သူတို့ကနည်းနည်းဟိုတဆင့်တက်တက်ပြီးတော့နည်းနည်းလေးလွန်ကျူးလာတဲ့အခါအခါမှာကျမကဘာအရင်လောက်ကလဲဆိုတော့အမေစုရဲ့အမေရဲ့ပကြီးကားရှိသမျှပကြီးကားတွေအကုန်လုံး စုစည်းပြီးတော့လုံအောင်လုံခြုံတဲ့နေရာကိုကျမရဲ့အမျိုးသားอ่ะဗောနော်အဲ့လိုမျိုးသူကတူအရင်ဟိုကပြစ်လိုက်ရတာဗောနော်ဖယ်လိုက်ရတာဘာလို့လဲဆိုတော့ငါတို့ကိုအချိန်မရွေးလာဖမ်းတဲ့ခါကျရင်ငါပါခြင်းပါပစီအမေပကြီးကတော့အပမခံနိုင်ဘူးဆိုပြီးတော့ကျမအရင်ဆုံးအဲ့လိုလှုပ်ဖြစ်ခဲ့ဗောနော်ဆိုတော့အဲ့ဒီတုန်းကတော့ဘဲငါတို့ဘဲချင်းလာဖမ်းမှလဲဆိုပြီးတော့အဲ့လိုအထုတ်ပြင်ပြီးစောင့်နေခဲ့ရတာလည်းရှိတယ်ဒါပေမဲ့ အခုတော့အဲ့ဒီလိုမျိုးမပါသွားခဲ့တာတော်တော်ကိုကိုမာဗောနော်ဟိုဟိုကျင်းနေတယ်ဗောနော်ဘာလို့ဒါတွေကျမတို့ဆက်ပြီးတော့လုတ်ခွင်ရတယ်ပြီးတော့အဲ့ဒီအထဲမှာကဒီကျမတို့ရှောင်ခဲ့ရတယ်ရှိတယ်ဒီဘက်ကိုကျမတို့ time back ကိုလည်းလာလို့မရသေးဘူးဒီလူမြောင်နေမျိုးလည်းလာလို့မရသေးခင်အချိန်မှာကျမအထဲမှာကအဲ့3 4 5လလောက်အထိကိုပတ်ပြီးတော့အဲ့ကျမဟိုပုံစံတွေလည်းဖြတ်ရုပ်တွေလည်းဖြတ်ပြီးတော့အဲ့လိုပတ်ပြီးတော့နေခဲ့တာလည်းရှိတယ်ဟိုတကယ်တေကံမရောက် ပုံစံမျိုးတွေလည်းကျမတို့ကြုံခဲ့ရပါတော့ကိုဗစ်နဲ့လည်းပေါ့လူမသိသူမသိနဲ့အဲ့လိုမျိုးငါဒီဒီချိန်မှတောင်ငါတည်သွားခဲ့ရင်ဘယ်သူမှလည်းတိကြမှာမဟုတ်ဘူးဆိုတော့အာတည်သွားလို့ရှင်ဟိုတမီးတို့ကိုလည်းပြောတယ်မမေဒါအခုချိန်တည်သွားလို့ရှင်မမေကြိုက်တဲ့ဒီညမဟိုကျမအရန်ကြိုက်တဲ့ဒီခြီသားဟိုပေါ့နော်ဟိုအင်ကြီးလေးလည်းရှိတယ်အဲ့ဒါလေးကိုတော့အမေအမေလည်းအမေလည်းသဘောကျတဲ့ပုံစံမျိုးလေးပေါ့ဒါလေးနဲ့မမေကို အတူဝချအဲ့လိုကိုကအဲ့လိုမျိုးဒီပါကိုကအဲ့လိုမျိုးမှားခဲ့ရတာပေါ့နော်ဒါပေမဲ့ကျမတို့အဲ့ဒီဟိုအခြေအနေတွေကိုလည်းဖြတ်ကျော်နိုင်ခဲ့တယ်ပေါ့နော်အရင်ဆုံးကျမအဲ့အထက်ကနေဘယ်လိုမျိုးထွက်လာခဲ့ရတလဲဆိုတာလေအမေကြောင့်လည်းပါတယ်အမေကျေးဇူးကြောင့်ပါတယ်အမေကျေးဇူးကြောင့်ပါတယ်မတို့ကျိုးပေါ့နော်ဟို ဘသူ့ကိုမှလည်းကျမတို့မဆက်သွဲခဲ့ဘူးမဆက်သွဲဘူးကိုကိုကြောင့်ဟိုနော်ဒုက္ခရောက်ကြမှာလဲစိုးတယ်ဘယ်မျိုးနဲ့မှလည်းကျမတို့အဲ့လိုမျိုးတွေဟိုကုလူဆက်ဆန္ဒမျိုးတွေလည်းတိတ်ပြီးတော့မရှိခဲ့ဘူးဒါပေမဲ့အဲ့အချိန်မှာကိုကတော့ဒီ Facebook ကိုတော့ကြည့်နေရတာပေါ့နော် Facebook မှာဟိုလူတွေဘလို့ဖြစ်နေကြပြီလေကိုဗစ်နဲ့လည်းအဲ့အချိန်မှာလည်းဟိုတည်နေကြပြီပေါ့နော်ငါဘလို့လုတ်ပေးနိုင်မလဲခါတိုင်းဆိုလို့ရှိရင်ကျမတို့တစ်ခုခုဆိုရင်ဟို ကိုအမေမကြီးလေးဆွဲပြီးတော့အကုန်လုံးလှူလိုက်တာမျိုးတွေပြည်သူအတွက်ပေါ့နော်ဟိုကိုဗစ်ဆိုလဲကိုဗစ်အတွက်အဲ့လိုဆက်တွေအသက်ရှူဆက်ပါညာအဲ့လိုမျိုးတွေကကိုကလုံလာခဲတာဖြစ်တဲ့အတွက်အဲ့လိုအချိန်မှာငါတော်တော်ဘာမှအသုံးမချပါလားဆိုတဲ့ခံစားချက်ပေါ့နော်အဲ့ဒီဟာကိုဒီမှာတေးထားခဲ့တယ်ပေါ့နော်ဆိုတော့နောက်အမေရဲ့အမေရဲ့မွေးနေ့ပေါ့နော်အဲ့တုန်းကဂျုံပေါ့အမေမွေးနေ့မှာဒီမှာမနေနိုင်ဘူးအမေပုံဆွဲရတယ်အမေပုံဆွဲတော့ ဟိုအဲ့ချိန်မှာကျမရဲ့ account လဲကိုကဟိုဖြတ်ဟိုခဏဟိုပါနော်လုံးဟိုကဖြစ်လိုက်ရတာပေါ့နော်အဆက်အသွယ်ပြောင်းလုပ်ခဲ့ရတယ်ကျမတခြား account နဲ့အမေပုံလေးကိုဆွဲပြီးတော့အမေရဲ့မွေးနေ့ဆူတောင်းဆိုပြီးတော့ကျမအဲ့လိုတင်ခဲ့တယ်ပေါ့နော်အဲ့ချိန်မှာအဲ့ဒီဟာမတိုင်ခင်ကျမကိုဖမ်းသွားပြီဆိုတော့ဖမ်းသွားပြီဘသူတွေဘသူတွေဘယ်နှယောက်ကပါပြီးတော့လာဟိုကျမမနှုတ်ရင်ကိုကြည်ဆမ်းမမနှုတ်ရင်ကိုဖမ်းသွားပြီဆိုတော့ကောလာဟာလာတွေကလည်းထွက်နေခဲ့တယ်ပေါ့နော် တွက်နေတဲ့အချိန်မှာကျွန်မထွက်ပြီးတော့လဲမရှင်ဘူးသူတို့ကတော့ကိုယ့်အစာဆွဲထုတ်မရတဲ့အတွက်သူတို့ကတော့ဒီလိုမျိုးပဲတရင်တရင်ဆပြီးတော့ဆွဲထုတ်လိုက်တာပေါ့နော်ဘလို့များဟိုထွက်လာမလဲဒီလိုမျိုးတရင်ထုတ်လိုက်လို့ရှင်ပေါ့ပြောရဲလူကလည်းအသေးချောက်ပြောတယ်ဒီဆ iam မနှုတ်ရင်ကိုခေါ်သွားတာငါမြင်လိုက်တယ်အဲစစ်သားဘယ်နှယောက်ရဲဘယ်နှယောက်အဲ့လိုမျိုးပေါ့နော်ဆိုတော့ ထားလိုက်ကိုကိုနဲ့တည့်ရလူရဝင်ရှင်းတယ်မရှင်းနဲ့မရှင်းနဲ့ထားလိုက်မင်းတို့ကဒုက္ခရောက်လိမ့်မယ်အဲ့တိုင်းပဲထားလိုက်ဆိုတော့ကိုကအဲ့တိုင်းပဲနေလိုက်တယ်အဲ့ချိန်မှာကျမကိုခေါ်ထုတ်မဲ့သူတွေကလည်းကျမပါသွားပြီဆိုပြီးတော့အဲ့လိုပဲသူတို့ကစိတ်မကောင်းဖြစ်နေကြပါဘာကျမကိုခေါ်မဲ့ဆိုပြီးတော့စီစဉ်နေတဲ့အချိန်မှာပဲဒီလိုတင်းနေထွက်လာတော့ကိုဘက်ကလည်းဘာမှသူတို့နဲ့လည်းမဆက်သွယ်ထားခဲ့တဲ့အချိန်မှာသူတို့ကတော်တော်စိတ်မကောင်းဖြစ်နေတဲ့အချိန်မှာမခုနအမေရဲ့မွေးနေ့မှာကျမအမေပုံလေးကျမဆွဲလိုက်တယ်ပေါ့နော်ဆွဲပြီးတော့တခြားအကောင့်နဲ့တခြား တခြား group တွေမှာကျမအဲ့လိုမျိုးတင်လိုက်တယ်တခြားနာမည်နဲ့ပေါ့နော်မိအတွက်မွေးနေ့ဆူတောင်းဆိုတော့မိကျမဆိုင်းလည်းမထိုးဘူးဒါပေမဲ့အဲ့ဒီပုံလေးကိုမြင်သွားတဲ့အချိန်မှာကျမကိုခေါ်ထုတ်မယ်ဆိုရဲသူကမြင်လိုက်ချိန်မှာဒါကျမပဲဆိုတာသူတန်းသိတယ်သူမနှူးရင်ကဒီလိုအချိန်မျိုးမှာ तू မနေနိုင်ဘူးဆိုတာ तू သိတယ်အဲ့တော့ကိုအဲ့ဒီရဲ့ဒီအဲ့တခြားအကောင့်ရဲ့ messenger ကနေ तू လှမ်းပြီးဆက်သွဲတဲ့အချိန်မှာကျွန်တော်တို့ပါသွားပြီအောင်မေလို့ဆိုပြီးတော့ကျွန်တော်တို့တကယ်မရှင်တခုလို့ကျွန်တော်တို့ခေါ်ထုတ်မယ်ဆိုပြီးတော့အဲ့ရနေမှာ ဟိုကိုရီစူးစားပြီးတော့ဗောနော်တစင်ပြီးတစင်တစင်ပြီးတစင်သွားကြရပြီးတော့ဒီအချိန်မှာဒီဘက်ကိုဒီဘက် over time ဟိုမဲဆောက်မှာလဲကျမတို့ရောက်ရောက်ချင်းရောက်ပြီးတစ်ဖက်မှာပဲဟိုကျမတို့ဒီ campaign အတွက်ကိုဗောနော်ဟိုအရင်ဆရာတော်တို့နဲ့လည်းအရင်စပြီးတော့ဟိုဖြစ်ခဲ့တယ်ဗောနော်အဲ့ကတည်းကနေမှကိုကခုချိန်ထိဗောနော်ဆိုတော့ဒီဘက်ကိုရောက်တယ်ဆိုတာလဲဒါတွေကိုအဓိကလှုပ်ဖို့အတွက်ဗောဆိုတော့ဒါကြောင့်မလို့တခြားသူကျမမိသားစုဝင်တွေကိုလည်းပြောထားတယ်ငါတခြား လုတ်တည်ငါရဲ့အတ္တမဝန်းကြောင့်တဘာမှအချိန်မပေးနိုင်ငါဒီအတွက်ကိုငါတို့တော်လိုင်းရင်မပြီးမချင်းရတော့ဒီအတွက်ကိုငါ့ကိုပေးပါဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလဲသဘောတူညီချက်ကိုယူထားတယ်ပြီးလို့ရှိရင်ပြီးအမေရဲ့ပကြီကားတွေကိုကျမအပြင်မှာအဲ့လိုမျိုးဟိုကျမကတော့မေးကြတာပေါ့နော်အမေပကြီကားတွေလိုချင်လို့ဘလောက်ဝယ်လို့ရမလားဘာလဲအဲ့လိုမျိုးမေးကြရလို့ရှိတယ်အဲဒါကတော့အမေပကြီ အမေရဲ့ပုံကိုလေးစားမြင်လို့ဆိုတာလဲဒါကကျမနားလဲပါတယ်ဒါပေမဲ့ကိုက ဒီကာလမှာတော့ဒီကိုယ်အတွက်ဆိုတဲ့စိတ်နဲ့လည်းမစွဲဖြစ်ဘူးမစွဲဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့အဲထဲမှာကအမေရရှိနေတယ်အမေကမလွတ်မြောက်သေးဘူးအဲ့ချိန်မှာကိုကဒီပတ်စံလေးတစ်ချက်တောင်မှကျမဘလို့မှဟိုမခံစားနိုင်မတုံ့ဆွဲနိုင်ဘူးပေါ့နော်အဲ့တော့အမေနဲ့ပတ်သက်တဲ့ပုံလေးဆိုရင်ကျမတို့ဒီအမေပြည်သူတွေအတွက်အထောက်အပံ့ဖြစ်နိုင်တဲ့ကိစ္စမျိုးတွေမှာပဲကျမတုံ့ဆွဲမယ်ဟိုတုံ့ဆွဲမယ်တုံ့ဆွဲမယ်ဆိုရလဲဒီဒီအဖွဲတွေနဲ့ပဲကျမအပ်လိုက်တာပေါ့နော်အဲ့လိုမျိုးပဲအခုချိန်ထိပေါ့ အခုချိန်ကြီးတော့လုံနေခဲ့တယ်။အဲပြီးလို့ရှင်အဲအမေနဲ့ကိုရင်ကတော့ကျွန်မအမေပကြီးပြပွဲတွေတော့လုံဖြစ်တယ်။လုံဖြစ်တဲ့ဆိုတာကတပတ်အဟိုကမတနှစ်မှာနှစ်နှစ်ကြိမ်လောက်ကတော့လုံဖြစ်တယ်။အဲလုံဖြစ်တဲ့အချိန်မှာရလာတဲ့ဓာရီဆိုလို့ရှင်ねအမြဲတမ်းအမေဒေါခင်ကြီးဖောင်ဒေးရှင်းကိုကိုအမြဲတမ်းလှူဖြစ်တယ်။တခြားနောက်ဦးကျော်သူတို့ကတော့ဘောနော်ဒီပရဟိတဥစားလေးလှူဖြစ်တယ်။ကိုကအဲ့ဒီကလေးကဖြစ်လာခဲ့တဲ့ဟို အလေးအကျင့်လေးကဒီဘက်မှာဘာမှတိတ်ပြီးတော့အထုတက်လဲလှုပ်ရှားမလို့ဘောနော်ကိုကိုရောရောဆယ်ခန်းစားနေရတာငါလုံးနိုင်လောက်တောင်မှပြည့်စုံအောင်မလုံးနိုင်သေးဘူးဆိုတဲ့ခန်းစားချက်မျိုးပဲကိုမှရှိရပေါ့အဲ့ဒီပကြီးပြောင်းဝဲတွေတုန်းကဆိုလို့ရှိရင်လည်းအမေနာမရှိရဲ့ဥဆိုးဥဆိုးတို့လည်းရှိနေတဲ့အချင်းဆိုဥဆိုးတို့ရောက်အောင်လာတယ်ပြီးရင်ဒီဘက်ကကျမရဲ့ဒီသတင်းစကားလေးဆိုဥဆိုးတို့ကအမေနားရောက်အောင်သူကပြန်ပြောတယ်အမေကလူမျိုးလေးနဲ့နားထောင်တယ်ပြီးရင်ခင်မြဲပကြီးကားဆိုလို့ကျန်တယောက်ဟိုပေါ့နော်ကျမတို့ ဂျားတွေကဒီအမတယောက်တာနေပြီးတော့အမေစီကိုပြပေးတယ်အမေအတွက်ဆိုပြီးတော့ကျမအမေလွမ်းပြေဖို့ဆိုပြီးတော့ဆွဲထားတဲ့ခင်းမြက်ပချီကားပေါ့နော်ခင်းခင်းမြက်မျက်နှာပုံပချီကားလေးဆိုအမေကအဲတေချာလေးကြည့်နေတယ်ပေါ့နော်အဲဒီပချီကားကိုမြင်တဲ့အချိန်မှာအမေကပချီခင်းပုံကိုအတေချာကြည့်ပြီးတော့ဘာမှအမေမပြောဘူးတဲ့အချာကြီးပဲနဲ့ကြည့်နေရတယ်ပြီးတဲ့ခါကျမှဒီပချီကားကအမေအတွက်ဆိုတော့အမေကိုပေးဖို့ဆိုတဲ့ဟာမျိုးပေါ့နော်ပြောတဲ့ခါကျမှဟောအဲ့ဆို ယူယူလာခဲ့လေ तू ယူမယ်ဆိုတော့ तू အဲ့လိုမျိုးပေါ့နော်ဘယ်ဘယ်နေ့ဘယ်နေ့တွေပေါ့ तू อ่ะအဲ့လိုမျိုးတခါလဲ pass ပေးပြီးတော့ကို तू ပကြီကားလေးကိုလည်း तू ပေါ့နော်ခံစားပြီးတော့လေအဲ့လိုမျိုးပေါ့ဒါအမေပကြီကားဆိုတော့ဒီစုလေးမှာချိတ်ခဲ့တဲ့အမေပကြီကားမူရင်းဆိုလဲဒါအမေအတွက်ပဲကျွန်မကတင်ထားယခုချိန်ကြီးတင်ထားတယ်ပေါ့နော်အဲယခုချိန်ကြီးတင်ထားခဲ့တယ်ပေါ့ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အမေနဲ့အဲခင်မရဲ့အဲလွန်ဆုံမှုလေးတဲ့ကိုကဟိုခံစားနေရတော့လေအဲ့လိုမျိုးပြီးလို့ရှိရင်အဲ့ဒီကြားထဲမှာကျွန်မက အဲ့မီဒီယာကြီးမီဒီယာကြီးတခု ਨੇ ပတ်သက်ပြောလဲကိုက तू ကကျတော့အဲ့လိုကွာကျွန်မမေးဦးကြီးကဘာညာဘာညာဆွဲနေပေါ့ဆွဲနေချိန်မှာသူကတည်ရမလားနည်းနည်းလေးဟို popular လေးဖြစ်လာပြီဆိုရင်လာမေးတာပြူတာပေါ့ဒီလိုမျိုးတွေချိတ်ဆက်တာမျိုးတွေရှိတယ်အဲ့လိုမျိုးဆိုပြီးတော့သူတို့ကသူတို့ချိတ်ဆက်ပြီးတော့သူတို့ကသူတို့ပဲသူတို့ရဲ့အထက်ရာရှိကပြောတယ်တဲ့ဒီဥစ္စာအဲ့ဟိုဒီကားတဲ့ဒီအမေစုအဲဒေါန်ဆန်းစုကြီးရဲ့လက်ထက်မှာမို့လို့ဒေါန်ဆန်းစုကြီးရဲ့ပုံကိုဆွဲနေတာမို့လို့ ူကဒီဟာကိုသူတို့ကိုယ်တိုင်လည်းမင်းစုကိုတိတ်မကြိုက်တဲ့ပုံစံမျိုးပေါ့နော်ကျွန်မခံစားမိတာပေါ့ဆိုတော့ဒါဆိုလို့ရှိရင်တော့သူကလုံအောင်သူအတိုက်ခံပုံစံမျိုးပဲလိုချင်တာပါဆိုတော့ဒီအစိုးရနဲ့လုံအောင်တိုက်ခံနေမှဆိုတဲ့ဟာမျိုးပဲသူကလုံအောင်လူတွေစွန့်ကျင်တဲ့ဟာမျိုးပေါ့ဆိုတော့အဲ့ဒါနဲ့သူတို့တိတ်တော့မမေ့ချင်တော့ဘူးခါညာနဲ့အဲ့လိုမျိုးတွေပြောတော့ဟာကိုကတကယ်ဟောအဲ့ဒါဆိုတော့ဒါမီဒီယာကြီးဆိုတာက မီဒီယာကြီးရဲ့ကျင့်ဝတ်ကျင့်ဝတ်ထဲမှာအမှန်တရားဘက်ကိုသွားရမယ်ဆိုတာမျိုးရှိရတယ်။ဒီကိုလှုပ်တဲ့နှောင်းလှုပ်နေရသလိုရှင်။ဒါတွေကသူတို့ဘာမှဒါအတိုက်ခံဆိုတာကိုထက်တွက်နေကြတာမလို့တော့ဘောနော်။အဲဒါမျိုးတွေကလည်းရှိတယ်။အဲပြီးလို့ရှိရင်အဲထပါတော့အဲ့ဒါတွေကတော့အဲပြီးကျမကဒီလိုပကြီကားတွေဆွဲနေချိန်မှာလည်းဒီဟိုအထဲမှာလည်းချားပကြီဆရာကြီးတော့ရှိကြတယ်ဘောနော်။ဒါလည်းကျမကတော့တိတ်တော့မပြောချင်တော့ပါဘူး။အဲပကြီး ပြပွဲကြီးတစ်ခုမှာဆိုလို့ရှင်လဲအမေကကိုပါမယ်အောင်းမေပြီးတော့အဲ့လိုမျိုးအမေရဲ့ PA ကို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 ပြည့်လို့ပါတော့ကလည်းအဲ့လိုမျိုးဟိုကဖြစ်တယ်ဒါပေမဲ့ကိုကအဲ့မှာအကြောင်းကြောင်းကြောင့်မပါနိုင်ခဲ့ဘူးပေါ့နော်အဲထားလိုက်ပါတော့အဲ့ဒါလည်းမပါနိုင်ခဲ့ဘူးဒါပေမဲ့ကိုစိတ်ထဲမှာအမေအမေဂျင်းနဲ့အောင်ဂျင်းနဲ့အောင်လုံနေရမှာမဟုတ်ကိုလုံနေသမျှအမေဂျင်းနဲ့နေမယ်ဆိုလို့ရှင်ဒါပြည့်စုံတယ်ပြီးလို့ရှင်ခုခုဆိုလို့ရှင်ခင်မြခင်ပေါ့နော်အမေရဲ့ตาခင်နဲ့ဆိုရင်လေဟို သူကကိုကိုရဲ့စိတ်ခံစားချက်ကိုလည်းသိတယ်။ကိုကလည်းကိုရီးယားလည်းဒီအားလုံးနဲ့အတူတူပေါ့နော်။ခင်တွက်ကိုရီးဘာလုတ်ပေးနိုင်လဲဆိုတဲ့ဟာမျိုးနဲ့အစင်းသင်းရှိနေကြတယ်။ကျမတို့ဆက်သွားနေကြတယ်ပေါ့နော်။အဲအဲ့ဒါလေးလည်းရှိတယ်။အဲ့တော့ပြီးတော့အမေပြောခဲ့တာလေးကလည်းဒီပကြီးနုပညာလေးနဲ့ပတ်သက်ပြီးတော့အမေပြောခဲ့တာလေးဆိုရင်လည်းဒါကိုအနုပညာဆိုတာဟာကိုတယောက်တည်းအတွက်မဟုတ်ရဘူးပေါ့နော်။မဟုတ်ရဘူး။ပြီးရင်ဒီပြည်သူအတွက်အကျိုးပြုနိုင်တဲ့ ူဖြစ်ရမယ်ဒီအနုပညာနဲ့ဒါမှသာအနုပညာရှင်ကောင်းပီတမယ်ဆိုတဲ့စကားလေးတခွန်းပေါ့နော်ဒီဟာလေးကိုလည်းကျမစိတ်ထဲမှာမှတ်မရရလေးတော့ရှိနေတယ်ပေါ့နော်အခုအမေရဲ့စကားလေးဒိုင်းကတော့ကိုယ်စိတ်ထဲမှာအမြဲတမ်းအမှတ်ရထားတယ်ရတော့အကုန်လုံးရှိကြတယ်ဒါပေမဲ့အဲ့လိုပေါ့တခခုငါလှုပ်ပြီးဟေးဆိုရင်အဲ့စကားလေးကိုအမြဲစဉ်းစားတယ်အမေကိုတတိမရတဲ့ရက်ဆိုတာမရှိဘူးအမြဲတမ်းကိုကရှိနေတယ်ပြီးတော့ကိုလုံနေတဲ့မြခြေလန်းတိုင်းဟာတတိတရားနဲ့ပဲသွားတယ်ပေါ့နော် နောက်တစ်ခုကျမနည်းနည်းဥပဝန်ခံစရာရှိတာကအရင်ကဆိုလို့ရှိရင်ကျမစိတ်ထဲမှာပေါ့နော်ငါအခုအမေပုံတွေငါဆွဲနေရဒါပေမဲ့အထဲမှာအမေရှိနေသေးတယ်အသက်ရှိနေသေးတယ်ဆိုတော့ခံစားချက်နဲ့ငါဆွဲနေတာဟုတ်တယ်အမေသာအကယ်၍ငါတို့နဲ့ဝေးသွားခဲ့ရင်ဆိုတော့ခံစားချက်ကိုကျမတွေးမိတယ်ပေါ့နော်အဲ့ခါကျလို့ရှိရင်ငါအမေပုံတွေဆွဲနိုင်ပါမလားငါမဆွဲနိုင်တော့ဘူးထင်တယ်ဒီလိုမျိုးကျမတွေးခဲမိရပေါ့ဒါပေမဲ့အခုချိန်မှာကြတော့ကိုတေချာ ခိုင်မာလာတာကြတော့အမေအကယ်၍ကိုရီနဲ့နော်ကိုရီမျက်စိရှိမှမမြင်နိုင်ရသေးဘူးမမြင်နိုင်ခဲ့တော့ဘူးဆိုရင်ထောင်မှ ကျမတို့ဆက်သွားရရှိရသွားနေရမှာပဲဒါအမေဖြစ်စေချင်တာဆိုတော့ကျမတို့ကျမတို့ရဲ့ရှင်ထဲမှာကျမတို့စိတ်ထဲမှာအမေဆိုတဲ့လူကောင်လုံးကြီးရှိတာမရှိတာထက်ကျမတို့စိတ်ထဲမှာအမေဆိုတာအမြဲတမ်းရှိနေဘူးအမေစကားတွေရှိနေဘူးအမေပါဖြစ်စေချင်တယ်ဆိုတာကိုကိုအမြဲတမ်းသိနေဘူး အဲ့ဒါကအရေးကြီးတယ်အဲ့ဒါကြောင့်မလို့အမေကိုယ်တိုင်လည်းပြောခဲ့ဘူးလေကျမကအခုအချိန်အတွက်လုံနေရမဟုတ်ဘူးကျမတို့မရှိတော့တဲ့နောက်နှစ်ပေါင်း၄၅60လောက်ထိကျမတို့လုံနေရဆိုတဲ့စကားလေးတခွန်းပေါ့နော်အဲ့ဒါကလည်းကျမကိုတင်ကြားနေတယ်လို့ပဲပေါ့နော်အဲ့တော့ငါတို့တွေသူ့ရဲ့သူ့ရဲ့တိုင်းပြည်သူအတွက်သူ့ရဲ့ကျမတို့လည်းပြည်သူတွေပဲဒါပေမဲ့ကျမတို့နိုင်တဲ့အားနဲ့သွားနေကြမယ်ပေါ့နော်အဲ့ဒီအတွက်ကိုကိုလုံနိုင်တာတော့ဆက်လုံနေရမှာပဲဆက်လုံနေရမှာပဲအမှန်တရားအတွက် ဒါတော့ကိုကိုရဲ့လှုပ်ဆောင်ချက် ကိုရဲ့ခံစားချက်ဆိုတာကအကျိုးပြုနေသမျှကဒါအမေကိုကိုချစ်နေတဲ့အမေကိုတန်ဖိုးထားတဲ့စိတ်ပဲပေါ့နော်ဒါကိုလှုပ်ရနေလို့ရမယ်ပေါ့အဲ့လိုမျိုးပဲကျွန်မအမြဲတမ်းတွေးတယ်ဟုတ်ပြောရရင်လည်းအများကြီးဖြစ်သွားပြီဆိုတော့တော့မှာပဲထပ်ပြီးတော့ဂျန်နဲ့ဟာကြီးပြောကြမယ်နော်အားလုံးဂျန်နဲ့မောင်နှမတွေကိုလှည့်ပေးလိုက်ပါအောင်လို့ကျေးဇူးတင်ပါတယ်ဟုတ်